ပေးမှချချပြီးလာတဲ့ခါကျတော့တရားတရားဆောင်နားထောင်စိတ်ကလေးကိုလျှော့မျက်လုံးလေးကိုမဲပြီးတော့အိပ်ဖို့ကြိုးစားဖះရှင်နဲ့တူပါလူလင်တဲ့ဖះရှင်ဟာဒုနေမှာတဲ့မဟာဂိယနာတော်ဓမ္မဘက်ကိုဝင်စားပြီးတဲ့နောက်မှာလောကကိုကြည့်ရှုတော်မူလိုက်တဲ့အခါမှာတူပါလူလင်ဟာတရဏဂုံတဲလိုက်မဲတော်ရီယာပုံနာကြီးရတော့ဘဝပြောင်းသွားတဲ့ဒီခွေးကြီးက တည်ပြီးတော့ငရေရောက်တော့မင်းဆိုတာကိုမျက်စောပြေရမြင်တော်မူတယ်။မြင်တော်မူတဲ့အတွက်သူကလူလင်အိမ်ကနေလမ်းလျှောက်ထွက်တဲ့အချိန်လောက်ကိုမန်းပြီးတော့မျက်စောပြေရချင်းကအဲ့အိမ်ရှင်သွားပြီးဆုံးခံရပါတယ်။ဆုံးခံရတဲ့အခါမှာဒီဝေးကြီးကမျက်စောပြေဟောင်းနေ။ဟောင်းတဲ့အခါကျတော့မျက်စောပြေကဟောတော်ရီရတင်ရခင်လူဖြစ်စဉ်တော့ကလည်းငါ့ကိုဘောဘောနဲ့အော်အော်ပြောတယ်။အခုလည်းတင်ငါ့ကိုဟောင်းနေပြန်ပြီ။အဝေးရှင်ကိုသွားလိမ့်မယ်လို့အမိန်ရှိသွားတယ်တဲ့။ အဲ့ဒီဇာကောင်ကြားလိုက်ရတဲ့အခါမှာတော့အိမ်မှရှိနေတဲ့လုံသမားတွေကသူကလူလင်ပြန်လာတဲ့အခါမှာဂျိုးချောင်းအလုံးပြန်ပြောပြကြတယ်။ဘာဖြစ်လို့ပြန်ပြောရလဲဆိုတော့ဒီခွေးကအဲ့ဒီဇာကောင်ကြားလိုက်ရတဲ့အခါမှာယဟန်ကောဓမားတော့ငါ့ကိုကောင်းကောင်းတိနေတာပေါ့။အဲ့လိုအထွေးတွေဝင်လာပြီးတော့သူကစိတ်မချမ်းမသာနေဖြစ်ပြီးတော့အဲ့ရမှာကောင်းကောင်းမနေတော့ဘဲနဲ့အဲ့ရထက်ကနေဆင်းပြီးတော့ပြာပုံထဲမှာသွားပြီးတော့လူလိမ့်နေပါတယ်တဲ့။သူကလူလင်ပြန်လာတဲ့အခါမှာခွေးကပြာပုံထဲမှာအိတ်ညံမြင်တော့အင်းကအလောက်ဓမားတွေကိုသူကမေးကြည့်လိုက်ပါတယ်တဲ့။ ဲ့ခါမှာအင်အားလုံးဓမ္မတွေကလည်းအကျိုးချောင်းပြောပြတဲ့အခါမှာတော့သူကလုံးလည်းစိတ်ထဲမှာလည်းမကောင်းတော့ဘူးပေါ့နော်ဒါပေမဲ့သူကစိတ်ထဲမှာမကြည်မနှက်ဖြစ်နေတာနဲ့မျက်စွာပြားကိုမှုတာဝါဒနဲ့ဆွဆွေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မျက်စွာပြားကိုတွားတယ်တော်တော့မြတ်စွာဘုရားစီကိုအကျိုးအကြောင်းတွေမေးမြန်းလျှောက်ထားတယ်။အဲ့မှာဘုရားရှင်ကဟုတ်မှန်တဲ့အကြောင်းကိုပြန်လည်မင်းကြားလိုက်တယ်။ခိုင်လုံတဲ့အထောက်အထားတွေနဲ့တတ်တည်တခုမြတ်စွာဘုရားကအမိန်ရှိလိုက်ပါတယ်။ တင်ဖားခင်မကွဲလွန်ခင်မှာတင့်ကိုမပြောဘဲနဲ့လှုပ်ဝက်ထားတဲ့ပစ္စည်းဥစ္စာတွေရှိတယ်လို့တင်မကြားဘူးဘူးလားမိကြီးတဲ့ခါမှာတော့ကြားဘူးတယ်လို့ပြောထားတယ်ဘာတွေရှိတာလဲအဲ့လိုထပ်မိလိုက်တဲ့ခါမှာသူ့ဘလူလျံဆက်လျှောက်ပြန်တယ်အဖိုးတသိန်းတန်တဲ့ရွှေခက်အဖိုးတသိန်းတန်တဲ့တစားအဖိုးတသိန်းတန်တဲ့ချီနင်းအဖိုးတသိန်းတန်တဲ့အသက်ပြာအဲ့ဒီပစ္စည်းဝတ္ထုအစုစုတွေကိုမြုပ်နှံထားခဲ့တယ်ဒါပေမဲ့ဘယ်နေရာမှာမြုပ်နှံထားလဲဆိုတာကိုသူ့ဖေကမပြောကြားသွားဘူးလို့သူ့ဘလူလျံပြန်လျှောက်ထားလိုက်တယ် ဲ့ဒီဖြစ်စည်းတွေရှိတဲ့အကြောင်းကိုတူပါလူလျံရောက်တာတော့ဘုရားရှင်ကကဲဟုတ်ပြီဒါဆိုလို့ရှိရင်တူပါလူလျံကြံပေးမယ်အဲ့ဒီကိုရေမြောတဲ့နုကနာဆုံးကိုဝအောင်ကျွေးကျွေးပြီးတဲ့အခါမှာအိယာကောင်းကောင်းမှတိတ်တိတ်လို့သူ့အိတ်မပြောတပြောလေးဖြစ်နေတဲ့အချိန်မှာအဲ့ဒီကိုကိုတင်မင်းကြီးလိုက်အဲ့ဒီကိုကပစ္စည်းတွေကိုဘယ်နေရာမှာမြုပ်ထားလဲဆိုတာကိုပြလိုက်မယ်အဲ့ဒီလိုနဲ့ဖျားရှင်အမင်းရှိတဲ့အတိုင်းအဲ့မှာဒူပါလူလျံစဉ်းစားတယ်ကဲရှင်ဂေါရမဘျောတဲ့စကားမှန်ခဲ့မယ်ဆိုရင်လဲ ငါပစ္စည်းတွေပြန်ရမယ်မမှန်ဘူးဆိုရင်လည်းငါရှင်ဂေါတမကိုမှုတာဝါဒနဲ့ငါနှိပ်ကွမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူကအိမ်ကိုဝမ်းမြောက်ဝမ်းသာစွာနဲ့ပြန်သွားတယ်ပြန်သွားပြီးတော့မြတ်စွာဘုရားအမိန်ရှိတဲ့အတိုင်းအဲ့ဒီခွေကိုရေမြောတဲ့နုကနာစွန်းတွေကိုကျွေးတယ်ကျွေးတဲ့အချိန်မှာအိယာကောင်းကောင်းမှလည်းတိတ်တယ်အိမ်မပြောတပြောလေးဖြစ်နေတဲ့အချိန်မှာသူကအဲ့ခွေကိုမေးလိုက်တယ် ဒီခွေးကနေပြီးတော့စိတ်မချမ်းမသာနဲ့သူ့ဘက်လူလင်ကိုသူ့ပြည့်စီတွေမြုပ်ထားတဲ့နေရာမှာအကုန်လုံးလိုက်ပြီးတော့ခြေတောင်းနဲ့ရက်ပြီးတော့မှပြရတယ်။အဲ့ဒီခါမှာတူကြီးလိုက်တဲ့အချိန်မှာတော့မြုပ်နှံထားတဲ့ပြည့်စီတွေအားလုံးပြန်ရတယ်။ရလိုက်တဲ့အခါကျတော့သူ့ဘက်လူလင်စိတ်ထဲမှာကြည်နံ့သွားတယ်တဲ့။ကြည်နံ့မှုအဲ့လိုရှိတဲ့အခါမှာဘယ်လိုစဉ်းစားသလဲဆိုလို့ရှိရင် ဘဝတစ်ခုဖြစ်ဖုံးကွယ်ထားတဲ့ပြိတ္တိတွေတခုချားခွဲနေတဲ့ဒလောက်ထိတိမ်မွေးတဲ့အကြောင်းအရာတစ်ခုဟာတဲ့ရှင်ဂေါရမရဲ့အတိညာမှာထင်ရှားနေတယ်။မချုအေဂမန်အဖြစ်ဤရှင်ဂေါရမဟာတပည့်ညူတာတမတာမုဒ္ဒဘုရားရှင်ဖြစ်တော်မူပါတယ်လို့သူကဆုံးဖြတ်ချက်ချနိုင်တဲ့အတွက်ဘုရားရှင်ပေါ်မှာတဲ့တိတ်ကိုကြီးညိုရွားပြီးတော့မှဒါကြောင့်သူကပြဒနာ14ရက်ကိုပြုစင်ရလိုက်ပါတယ်တဲ့။သူပါလူလင်ဟာတဲ့။ အဝိဇ္ဇာအတ္တမှာကျွမ်းကျင်တဲ့သူတရားဖြစ်တာကြောင့်မလို့သူ့ရဲ့တဏ္ဍာမှာဒီလိုစိတ်အကြံအစီမျိုးဖြစ်တယ်တဲ့ဘလို့လဲဆိုလို့ရှိရင်ဒီပြဿနာ၁၄ရက်ဆိုတဲ့တရားလက်ဆောင်ကိုတည်ပြီးတဲ့အခါကျတော့ ယဟန်ဂေါရမထံကိုချင်းကပ်ပြီးတော့ပြတနာတွေကိုမေးလျှောက်တယ်။ဒီလိုနဲ့နှလုံးပိုက်ကဒုတိယအကြိမ်တွားခြင်းဖြင့်မျက်စွာဖြင့်အသားမှာချင်းကပ်တယ်။ခွေးလဲတည်ပြီးတော့ငရေရောက်သွားတယ်ဆိုပါတော့နော်။အဲ့ဒီအချိန်မှာတော့ဒူဝါလူလင်ကမျက်စွာဖြင့်အသားမှာချင်းကပ်ပြီးတော့ဒီတဒဝါတွေကယုံညံ့တဲ့တဒဝါတွေဖြစ်ရခြင်းရဲ့အကြောင်းဝုံမြတ်တဲ့တဒဝါတွေဖြစ်ရခြင်းရဲ့အကြောင်းဘာတွေကိုအခြေခံပြီးဖြစ်ပေါ်ရလဲဆိုတာသူကမေးခွန်း၁၄ချက်စီရင်ပြီးတော့မှမျက်စွာဖြင့်အသားကိုလျှောက်ထားတယ်။ဘယ်လိုလျှောက်ထားတာလဲဆိုတဲ့အခါကျတော့မျက်စွာဖြင့်လောကမှာယုံညံ့တဲ့တဒဝါ ဝါတွေလည်းရှိတယ်။မွန်မြတ်တဲ့တံတဝါတွေလည်းရှိတယ်။ရုံညက်တဲ့တံတဝါတွေဖြစ်ဖို့မွန်မြတ်တဲ့တံတဝါတွေဖြစ်ဖို့ဒါရိုက်ဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေကို तू ကမေးတယ်။ဆက်ပြီးတော့လေ तू ကရှောက်ထားပြန်တယ်။အရှင်ဂေါတမလောကမှာအသက်ရှင်တဲ့ ပုံကိုယ်တွေလည်းတွေ့ရတယ်အသက်တူတဲ့ပုံကိုယ်တွေလည်းတွေ့ရတယ်အနာရောဂါထူပြောတဲ့ပုံကိုယ်တွေလူသားတွေကိုလည်းတွေ့ရတယ်အနာရောဂါကင်းနေတဲ့လူသားတွေကိုလည်းတွေ့ရတယ်အဆင်းလာတဲ့လူသားတွေကိုလည်းတွေ့ရတယ်အဆင်းမလာတဲ့လူတွေကိုလည်းတွေ့ရတယ်အချွေရံနေပါတဲ့ပုံကိုယ်တကူနေပါတဲ့ပုံကိုယ်ကြော်သောတည်နေပါတဲ့ပုံကိုယ်တွေလည်းတွေ့ရတယ်အချွေရံများပြတဲ့ပုံကိုယ်တွေဖုံးတကူကြီးတဲ့ပုံကိုယ်တွေဒီလိုပုံကိုယ်တွေလည်းလောကမှာတွေ့ရတယ်စီးစိမ်ဥစ္စာနေပါတဲ့ပုံကိုယ်ဆင်းရဲတဲ့ပုံကိုယ်တွေကိုလည်းတွေ့ရတယ်စီးစိမ်ဥစ္စာပေါ်ကျွေးသွားတဲ့ ချမ်းသာတဲ့လူတွေကိုလည်းတွေ့ရတယ်။ပြိုးမြတ်တဲ့လူသားတွေအမျိုးယုံညံ့တဲ့လူသားတွေကိုလည်းတွေ့ရပါတယ်။လောကမှာအတိအလိမ်မာဉာဏ်ပညာအင်မတန်ထူထိုင်းတဲ့အားတဲ့ပုံကိုယ်တွေကိုလည်းတွေ့ရတယ်။ဉာဏ်ပညာအလွန်ကြီးမားတဲ့ပုံကိုယ်တွေကိုလည်းတွေ့ရပါတယ်။ဒါကြောင့်မို့လို့အောင်းလိုက်တော့ပြဿနာဘယ်နှချမ်းရှိလဲဆက်လေချမ်းရှိပါတယ်တဲ့။ ခန့်တဲ့တဒဝါဖြစ်ခြင်းမွန်မြတ်တဲ့တဒဝါဖြစ်ရခြင်းအကြောင်းရင်းတွေဟာဘာတွေလဲလို့မေးလိုက်တဲ့အခါမှာမြတ်စွာဘုရားကဒါကတော့တူပါလို့လင်တဒဝါတွေဟာကန္တာလီယံကိုပိုင်ဥစ္စာရှိကြတယ်ကန္တာလီယံအမွေခံဥစ္စာရှိကြတယ်ကန္တာလီယံအကြောင်းရင်းစိတ်ရှိကြတယ်ကန္တာလီယံအဆွေခင်မွန်းစိတ်ရှိကြတယ်ကန္တာလီယံပုံအောင်လေးလျောက်မိခိုရာရှိကြတယ်တဒဝါတူယုံညံ့ဖို့ရန်အတွက်ကံကခွဲတန်းချပေးပါတယ်တဒဝါတူမြင့်မြတ်ဖို့ရန်အတွက်ကံကပဲခွဲတန်းချပေးပါတယ်လို့ဒီလိုမြတ်စွာဘုရားကအချင်းချုပ်ပြီးဖြစ် လိုက်ပါတယ်။ဘာဖြစ်လို့အချင်းချုပ်ဖြစ်ရလဲဆိုတော့တတဝါတွေကတော်တော်လေးခက်ပါတယ်။အထူးသဖြင့်ပုံနာတွေပေါ့ သူတို့တွေကဝေဒအကျမ်းတွေကိုကျွမ်းကျင်တဲ့ပုံကိုယ်တွေဖြစ်ပြီးတော့မှသူတို့ကိုသူတို့ပညာရှိတယ်လို့ယူဆကြပါတယ်။အဲ့ဒီလိုပညာရှိလို့ယူဆနေတဲ့ပုံကိုယ်တွေဟာမြတ်စွာဘုရားကများတော်အဖြစ်မာမာနကိုကြတော့အောင် အချင်းချုပ်ကလေးကိုပထမဟောပေးခဲ့ပါတယ်။အချင်းချုပ်ဟောပြီးတော့မှအကျေကိုနောက်ထပ်နောက်ထပ်ထပ်ပြီးတော့ဟောပေးပါတယ်။ပထမကလေးကအကျေကိုဟောလိုက်ရင် သူတို့ကဘာပြောတတ်ကြလဲ။အော်ရှင်ဂေါတမကဟောတဲ့တရားတွေကသူတိပြီးသားတွေပဲလို့သူတို့ကဒီလိုလုပ်တတ်ကြပါတယ်။လောကမှာလူသားတွေကခက်တာ ားပဲစကားပြောချင်းတွေးကြမှာပေါ့တချို့စကားပြောလိုက်လို့ရှိရင် သူအကုန်တိပီးသားတွေကြီးပါပဲအဲ့ဒီလိုပုံကိုယ်တွေကလောကမှာမရှိဘူးလားရှိကြပါတယ်ဒီအတိုင်းမှာပဲဒါကြောင့်မျက်စွာဖေကခက်ချင်းချင်းပဲဟောလိုက်တော့သူကနားမလဲပါဘူးနားမလဲတဲ့အတွက်မျက်စွာဖေကဘုရားရှင်ဟောကြားတော်မူလိုက်တဲ့တရားကတိတ်ကျင်းနေတယ်တပည့်တော်နားမလဲဖြစ်နေပါတယ်တပည့်တော်နားမလဲနိုင် လောက်တဲ့အကြောင်းအရာတွေကိုအကျေဝေဖန်ပြီးတော့မှဟောကြားပြတာဆုံးမပြီးတော့မူပါလို့ထပ်ပြီးတော့မျက်စွာဖေကိုစိုးစုံးမှပြီးရင် ဲ့မျက်စွာဖရာကိုရှောက်ထားပြန်တယ်။ဆိုရင်တော့နာပြီတော့ငါဖရာဟောတော်မူမယ်တဲ့။သူ့အသက်ကိုတက်လေးရှိတယ်။ရက်ဆက်ကြမ်းကြုတ်တဲ့စိတ်ဓာတ်တွေရှိနေပြန်တဲ့တူလက်ကိုကြီးလိုက်လို့ရှင်တတဝါရီရဲ့တွေးတွေအမြဲတမ်းလိမ့်ကြံပေးကြံပြီးတော့မှနေတဲ့ သွေးစွန်းလို့လည်းအမြင်ရှိပါတယ်။သူတစ်ပါးတွေကိုတက်ဖြတ်ဖို့ပုတ်ခတ်ဖို့ညင်ပန်းနှိမ့်ဆက်ဖို့မှာသူစိတ်တက်ကအမြင်နဲ့အသက်ဝင်နေတယ်။လောကမှာလူတွေကိုကြည့်ဖို့သူတစ်ပါးစိတ်စင်ရအောင်ပြောလိုက်ရဆိုလိုက်ရလို့ရှိရင် အားရကြည်နေတဲ့ပုံကိုယ်တွေမရှိဘူးလား။ရှိကြပါတယ်ဗျာ။သူတစ်ပါးကိုညင်ပန်းနှိမ့်ဆက်နေရတာနှိမ့်ဆက်နေရတာကိုပဲစိတ်ထဲမှာအင်မတန်အားရနေကြတဲ့ပုံကိုယ်တွေလည်းရှိနေကြပြန်တယ်။အဲ့ဒီလိုတစ်ပါးတော့သူတွေကိုတက်ဖြတ်ဖို့ညင်ပန်းနှိမ့်ဆက်ဖို့လုပ်ငန်းရက်တွေအပေါ်မှာစိတ်တက်ကအမြင် င်းနဲ့အသက်ဝင်နေတယ်။ကလေးဘွားကိုပြင်ကြည့်လိုက်ပေါ့။ပဇင်းကလေးတွေကိုဖမ်း၊ပဇင်းကလေးတွေရဲ့အမီးလေးတွေကိုဂျိုးလေးတွေနဲ့ချီ၊ခဲလေးတွေနဲ့ဆွဲပြီးလွတ်လိုက်ရမယ်ဆိုရင် စိတ်ထဲမှာဘယ်နဲ့နေမလဲ။တော်တော်လေးပျော်ကြရတယ်မလား။ဟုတ်ပါတယ်ဗျာ။ ဒီလိုနဲ့တဒဝါလေးတွေကိုဟိုဟာနဲ့လိုက်ပြီးပုံဒီဟာနဲ့လိုက်ပုံဒီဟာနဲ့လိုက်ပြက်ခဲနဲ့ထုသုံးနဲ့ရိုက်စတဲ့ပြက်ဒီလိုပြုတ်လောက်ရတာကိုစိတ်ထဲမှာအင်မတန်ကြင်နှမ်းကြပါတယ်။အဲ့ဒီလိုတဒဝါတွေကိုညင်ပန်းနှိမ့်ဆက်တဲ့အခါမှာစိတ်ဓာတ်ကအငြင်းနဲ့ကိန်းဝတ်တည်ရှိနေပါတယ်။တချို့တားလိုက်တဲ့ မုတ်ဆိုးကြီးပေါ့ဒီမုတ်ဆိုးရဲ့လုပ်ငန်းရကမကောင်းဘူးလားဆိုတော့ဆရာသမားတွေက၎င်းမိဘတွေက၎င်းတွန်တင်ဆုံးမပေးမယ်ဆိုလို့ရှင် तू ကဒီလုပ်ငန်းဖွင့်အပေါ်မှာစိတ်ဓာတ်ကအမြဲတမ်းကိန်းဝတ်ပြီးတော့တည်နေမယ်ဆိုရင်သူ့ကိုဒီလုပ်ငန်းတွေကနေတားမြစ်ဖို့အင်မတန်မှခက်ခဲပါတယ်အဲ့ဒီအတိုင်းပဲအခုတသဝတဦးကကြည့်လိုက်တော့အမျိုးသမီးဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်သူများတက်ကိုတက်ရမှာတိတ်ဝင်မလေးဘူးချင်းတကောင်ကိုတက်လိုက်ရမှာလဲဝင်မလေးဘူးသူများအတင်းဖြစ်ုံပြောပြီးတော့မှတယောက်ကောင်တယောက်တန်းရှာပြီးတန်းတော့ရမှာလဲဝင်မလေးဘူးအဲ့ဒီတော့ရက်ဆက်ချ န်းကျုပ်တဲ့စိတ်ထားအမြင်ရှိနေတယ်လက်ထဲမှာတွေးရအမြင်ဆုံးနေပါတယ်တူတပားတွေကိုတက်ဖြတ်ဖို့ညှင်းဆန်းဖို့ နှိမ့်ဆက်ဖို့လုပ်ငန်းတွေမှာတက်ဝင်နေတဲ့စိတ်ထားတွေရှိတယ်။တတဝါတွေအပေါ်မှာလည်းကျင်နာစိတ်မရှိပါဘူး။အနာတိပါဒကံဥဆောင်နေတဲ့ဒုတဘာတွေကိုညင်ပန်းနှိမ့်ဆက်တဲ့ကံတတဝါတွေအပေါ်မှာကျင်နာတဲ့စိတ်ထားမရှိတဲ့ဒီအာကုလိုကံတွေအဲ့ဒီကံတွေကိုပြည့်ပြည့်စုံစုံပြုကျင့်ထားတဲ့ပြည့်ပြည့်စုံစုံတည်ဆောက်ထားတဲ့ကျူးလွန်ထားတဲ့ပုံကိုယ်တွေကခန္ဓာကိုယ်ပြည့်စည်တီမှာနောက်ကလ night ချမ်းသာဟူ၍မြူးမွေးများမရှိဘဲနဲ့မကောင်းမှုပြုသူဒုစရိုက်ဓမ္မတွေရဲ့အလားရောက်ရာဖြစ်တဲ့ ငရဲကိုရောက်သွားတယ်။ငရဲကိုဘယ်သူမှမတွားချင်အောင်တွားလို့တဲ့ဆန္ဒတက်လည်းတူမှမရှိကြဘူး။ငရဲတွားလို့တဲ့ဆန္ဒတက်မရှိပင်နဲ့ရောက်မသွားဘူးလား။ရောက်သွားရပါတယ်။ဘာကြောင့်လဲ။ဘာမှမတူတော်တော်အိတ်ချင်တော့ ဲ့တော့ကိုပြူတာတဲ့ဒီအကုတုကန်နေပေါ့နော်ပါလန်တိဘာနာကန်နေရမယ်ဥဆောင်နေတဲ့ဒီအကုတုကန်နေရပဲငရေမရောက်ခဲ့ဘူးလားဆိုလို့ရှိရင်ငရေကိုရောက်စီတာပေါ့နော်အဲ့တော့ငရေမရောက်ခဲ့ဘူးဆိုလို့ရှိရင်ဘာဖြစ်မလဲတဲ့ဒို့မဟုတ်အကြောင်းမလားလူငရေကနေလွတ်လာပြီးတဲ့အခါမှာဘာဖြစ်မလဲလူဘဝကုလူလူလောကရောက်လာတဲ့အခါမှာကုလောကအကြောင်းမလားလို့ရောက်လာခဲ့မယ်ဆိုလို့ရှိရင်လည်းအကြောင်းကတော့လာတင်တလောက်တော့လာပါပဲမလဘူးဆိုတာကတော့တဖက်ကပါနာတိပါရကန်တွေကျူးလွန်ခဲ့တာအကြောင်းမျိုးဖြစ်ပါတယ်ငရေကမရောက်ဘဲနဲ့အကရေလူတော်ကရော ောက်ခဲ့မင်းဆိုလို့ရှိရင်ရောက်လေရဘဝမှာဘာဖြစ်မလဲအတက်တူပါမယ်အတက်တူတဲ့အကြောင်းဖြစ်စဉ်ကဘာလဲသူ့အတက်ကိုတက်ခြင်းသူ့တပားတွေကိုတက်ဖြတ်ညှဉ်းပန်းနှိမ့်ဆက်ခြင်းတွေးစွန်းတော်လက်ရှိခြင်းတတဝါတွေအပေါ်၌ရှင်းနာခြင်းကင်းတဲ့စိတ်ဓာတ်ရှိခြင်းအဲ့ဒီစိတ်ဓာတ်တွေကဘာဖြစ်မလဲအတက်တူခြင်းအကြောင်းအရာတွေပဲဖြစ်ပါတယ်ဒါကြောင့်အတက်တူတာဟာလည်းအကြောင်းမရှိဘူးလားရှိပါတယ်ဘာအကြောင်းလဲကံအကြောင်းပဲကဲအတက်တူတာအကြောင်းရှိတယ်လို့အတက်ရှိတာကြတော့အကြောင်းမရှိဘူးလားဆိုတော့ရှိပြန်တယ်တဲ့ ပုံကုတ်တူကိုကြီးလိုက်ပါအမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်ဒီလူလောကမှာနေထိုင်တဲ့အခါမှာလူတွေရဲ့အတက်ကိုဘယ်တော့မှလည်းမတက်ဘူးသူ့အတက်ကိုတက်ချင်းဆိုတဲ့လုပ်ငန်းရက်ကိုသူကရှောင်ကျင်ထားတယ်ပေဆွနာတယ်သူတပားတွေကိုညင်ပန်းနေဆက်တယ်ဆိုတဲ့ရည်ရွယ်ချက်လည်းသူ့မှာဘယ်တော့မှစုပ်ကင်မထားဘူးဒုက္ခအမြဲတမ်းချထားပြီးတော့မှသူတပားကိုတက်ဖြတ်ဖို့ညင်ပန်းနေဆက်ဖို့ရည်ရွယ်ချက်နဲ့လက်နက်ကိုဘယ်တော့မှမကင်ထားဘူးလက်နက်ကိုအမြဲတမ်းချထားတယ်တတော်ဝါးတွေအပေါ်မှာဂျင်နာတနာတက်တဲ့ကိယူနာ ဲ့လိုမျိုးစိတ်ရှိပါတယ်တပတ်တာကိုလည်းအငြင်းတန်းကူညီဖို့အစဉ်တင်မှာပဲတပတ်တာအပေါ်ကနေပြီးတော့မှမိမိအမျက်ထုတ်ယူတဲ့စိတ်ထားလည်းမရှိဘူးတပတ်တာရဲ့ကြိုးစည်းပွားကိုမိမိကနေပြီးတော့မှဆောင်ရွက်ပေးစေလို့လည်းစိတ်ထားပဲရှိပါတယ်နိုင်ရှင်ကြီးစံဘယ်စိတ်တရားမှမမြတ်ပါတည်းလဲအဲ့တော့တပတ်တာမျက်ရည်ကြီးငယ်ကြစေတဲ့စိတ်ထားတပတ်တပတ်တာပေါ်မှာဆင်းရဲဒုက္ခကနေကယ်တင်လိုက်တဲ့စိတ်တဲ့နှစ်ဖက်ရှိတယ်ဘယ်စိတ်တာပို့ပြီးတော့ကောင်းလဲစဉ်းစားကြည့်ပေါ့အခုချိန်မှာတော့မိမိတို့ကဘာလုပ်နေကြလဲကံရုံထူထောင်နေကြတာပဲစမ်းကြည့်တဲ့ဗကြီးကား ားချက်လေးတွေကိုရေးဆွဲနေကြတာပဲဒီလိုကံတွေထူထောင်နေကြတာဖြစ်လို့ကံစမ်းကျယ်ပုံနဲ့ပတ်သက်ပြီးတော့အခုလိုဟောတာပါကံစမ်းကျယ်လို့ရှင်တတဝါရီစမ်းကျယ်တယ်ဆိုပြီးတော့ဒီကံတရားစမ်းကျယ်အောင်ဘဒူဝါပြုပြင်ဖန်တီးလဲလို့မိတော့စိတ်ဓာတ်ကပြုပြင်ပေးတာပါစိတ်ဓာတ်တွေစမ်းကျယ်ပြီဆိုလို့ရှင်တတဝါရီပြုပြင်ဖန်တီးထားတဲ့ကံတွေကလည်းစမ်းကျယ်သွားပါတယ်ကံတွေစမ်းကျယ်လို့ရှင်အကျိုးပေးတာကလည်းစမ်းကျယ်သွားတယ်အကျိုးပေးတာချင်းတူညီမလားမတူညီတော့ပါဘူးဖေယား ိတ်လိုက်ကြပါတော့မယ်ရှင်ဖျားရှင်နဲ့ဒူဘလူလင်အကြောင်းနဲ့ကန်ဆန်းကျရဲ့ပုံအကြောင်းကိုပြောပြရတာဒူဘလူလင်ကသူအဲ့ဒီသူဘွားတော်ကဖျားရှင်ကိုသူဆဲဆိုခဲ့ပြီးတော့မှခွေးဘွားရောက်သွားတဲ့အချိန်မှာ သူခွေးဘွားဖြစ်တဲ့အခါကျတော့လေအမ်ဘယ်လိုဖြစ်လဲဆိုငရေကြရပါတယ်အကြောင်းပေါ့နော်ပြီးတော့ကန်ဆန်းကျတဲ့အကြောင်းနေဘာကြောင့်လဲဆိုကိုပြူခဲ့တဲ့ကန်နေရပဲဟိုလိုက်နေရပါတော့ကိုရဲ့ ရောက်လျက်ဘဝမှာကိုပြုခဲ့တဲ့ကံတွေကိုပြုစုပြုထောင်ခဲ့တဲ့ကံတွေရပဲအကျိုးပေးတယ်ဆိုတဲ့အကြောင်းပေါ့နော်။ဒီညမှာပဲရှင်းလိုက်ပါပြီရှင်။နောက်ပြန်မှာဆက်ရ